DVB Digital Fast ညဉ့်ညဉ့်ယူထားတဲ့ကိုကန်တက် MNDA အဖွဲ့နဲ့ညီကိုရီလိုချစ်ခင်ရင်းနှီးစွာအတူရှင်တွဲနေသွားဖို့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်ရေးကပြောဆိုပါတယ်။လာချိုမြို့ကိုပြန်လည်ဝင်ရောက်အခြေချမဲ့ခြေလင်းခြေမြန်တက်တွေနဲ့လယုံတက်တွေကိုဧပြီ22ရက်နေ့မှာကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမမောင်ရေးကပြောဆိုခဲ့တာလို့နေပြည်တော်သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။မင်းတို့ဘာမှကြောက်စရာမလိုဘူး။အရင်ကလိုကိုကန်တက်တွေကပြစ်ဒဏ်ခံတာလုံးဝမဟုတ်ဘူး။ညဉ့်ညဉ့်ယူပြီးပြီး တို့ညီကိုတွေဖြစ်သွားပြီတခုခုဆိုကိုကန့်တက်တွေကကာကွယ်ပေးလိမ့်မယ်ဟိုရောက်ရင်လည်းလာကြိုလိမ့်မယ်တန်တန်မင်းမင်းလှုပ်ကြလို့ပြောခဲ့တာလို့ရှင်းပြပါတယ်မနေ့ကမနေ့ပိုင်းကနေ့လယ်ပိုင်းအတွင်းခမရ959ခမရ952ခလာရ939ခလာရ68နဲ့တန်ချက်ကအမြောက်နဲ့စီးနဲ့ဆက်သွယ်ရေးစီးအင်ဂျင်နီယာတန်ရင်းတွေကိုစီးရင်တန်ကားစီးရေ84စီးကျော်နဲ့ ို့ဆောင်ခဲ့တာလို့ရမခန့်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ရမခန့်လက်အောက်ခံတပ်တွေကိုအကုန်ပြန်ထိုင်ခိုင်းမှာမိသားစုဝင်တွေတော့မခေါ်သေးဘူး။တပ်နေရာအကုန်ပြန်ချတန်ရှင်းရေးလို့အဲ့ရီပြီးမှခေါ်မှာကိုကန့်တက်ကဗမှုချုပ်ရဲ့ကဆတာမှုတရဲ့တရုတ်ကိုယ်စားရဲကနေရာချပေးတာလို့ပြောပါတယ်။တရုတ်ရဲ့ညီနိုင်မေးမှုကြောင့်လာရှုကိုပြန်ရခဲ့တဲ့အတွက်ပြန်တဲ့တိဆောင်ရေးကာလမှာတရင်တက်ဖွဲ့တွေအနေနဲ့တရုတ်မကောင်းကြောင်းမပြောကြဘူးစစ်ကောင်းဆောင်ကလည်း ဧပြီလ20ရက်နေ့ကပြည်ဦးလွန်တက်နယ်မှာပြုလုပ်တဲ့အစည်းအဝေးမှာပြောဆိုခဲ့ပါသေးတယ်။လာရှုကိစ္စမှာတက်ကမကျေနပ်တဲ့သူတွေရှိနေပြီးလာရှုကိုတရုတ်ကအုပ်ချုပ်တယ်လို့ခန်းစားနေရလို့တခုခုဆိုတရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတဲ့ပေါ်တက်တော့မှဝေဖန်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။ဧပြီလ19ရက်နေ့ကလည်းကလာရှုမျိုးကိုရောက်နေတဲ့တရုတ်ကိုယ်စားလှယ်တင်ရှိချွန်းဦးဆောင်တဲ့ဖွဲ့ဟာပြကတ်တက်ခဲမှုစောင့်ကြည့်ဖွဲ့ကိုဖွဲ့စည်းထားပြီးစစ်တပ်ရဲစစ်အဖွဲ့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုနေရာချပေးနေတယ်လို့အဲ့မှာရောက်နေတဲ့ခမာယာတန်ရင်တစ်ခုနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဩဂတ်လ3ရက်နေ့က2029စစ်စင်ရဒုတိယလိုင်းမှာရှင်းမြောက်တိုင်းစစ်ဌာနချုပ်ခြေဆက်ရာလာရှုမြို့ကိုကိုကန့်တက်နဲ့ဒေါ်လာရေးပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။